ကုန်သွယ်လုပ်ငန်းကုန်ကောက်ခံတဲ့ကုန်စည်တွေနဲ့အရက်ဘီယာဆေးရည်ကြီးထွက်ပစ္စည်းတွေပြင်တဘာဝတငွေကျွန့်သစ်ကြောက်စိမ်စတဲ့ကုန်စည်တွေကိုတည်တံ့ခွဲထုတ်ပြီးအထူးကုန်သွယ်လုပ်ငန်းကုန်ဥပဒေပြဋ္ဌာန်းမယ်လို့ပြည်ရင်းခေါ်များဦးစီးဌာနကသိရပါဗျ။ထဲသွင်းရမှာ2014ခုနှစ်ပြည်အောင်စုအခွန်အခောက်ဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့ကုန်စည်18မျိုးကိုတည်တံ့ခွဲထုတ်ပြီးအဆိုပါဥပဒေမှာထည့်သွင်းသွားမယ်လို့သိရပါဗျ။ ပြည်ရင်းခွန်များဦးစီးဌာနကတာဝန်ရှိသူတို့ကကျန်းမာရေးနဲ့ဆိုင်တဲ့ကုန်စည်တွေတဘာဝတွင်းထွက်တွေ EITI နဲ့ပတ်သက်တဲ့ကုန်စည်တွေအရက်ဘီယာဝိုင်းတဘာဝတံငွေလေရင်စီစတဲ့ကုန်စည်တွေကိုတိကျခွဲထုတ်ပြီးဥပဒေပြဋ္ဌာန်းဖို့လုပ်ဖြစ်နေပါတယ်လို့ပြောပါရယ်အဆိုပါဥပဒေမှာ2014ခုနှစ်ပြည်ထောင်စုအခွန်အခါဥပဒေကကုန်စည်18မျိုးအပြင်တခြားကုန်စည်တွေကိုထပ်မံထည့်သွင်းခြင်းပြုမပြုကိုဆွေးနွေးနေဆဲဖြစ်ပြီးဥပဒေထွက်ရှိမဲ့ကာလကိုတော့မခံမနိုင်သေးဘူးလို့ဆိုပါရယ်အထူးကုန်သွယ်ကုန်လုပ်ငန်းကုန်ဥပဒေမှာထည့်သွင်းဖို့တည်တံ့ခွဲထုတ်ထားတဲ့ကုန်စည်18မျိုးကတော့ စီဂရန်ဆေးရွက်ကြီးဗာဂျီးနီးယားပေါင်းတင်ပြီးစေးစေးဘောလိတ်စေးပြင်းလိတ်နဲ့စေးရန်အမျိုးမျိုးစေးရန်တောက်စေးများကွန်စာစေးအရက်ဘီယာဝိုင်းအမျိုးမျိုးတို့ဖြစ်ပါတယ်။ဒါအပြင်တစ်မာတစ်လုံးနဲ့အခြေခံအဆင့်သာခွဲစိတ်ထားတဲ့တစ်ခွဲသားများကြောက်စိမ်ဗရမားနီလာမြစိမ်နဲ့တခြားဖိုးတန်ကြောက်အရင်းတွေများအချောတွေများနဲ့လဝွေဇင်သားများလည်းပါဝင်ပါတယ်။ဒါအပြင် 1800cc အထက်ဘန်ကားများဆလွန် စီတန်နဲ့အပေါ်သောဝက်ကွန်ကားများခုဖိန်ကားများဒက်စီဒီဇယ်စီဂျက်လီယင်စီနဲ့သဘာဝတငွေတို့ဖြစ်ပါတယ်။အဆိုပါဥပဒေကိုပြဋ္ဌာန်းပြီးပါကအခွန်ကောက်ခံရမှာရှင်းလင်းလွယ်ကူသွားမှာဖြစ်ပြီးဂျန်တဲ့ကုန်စည်တွေကိုလက်ရှိကောက်ခံနေတဲ့နှုံထထက်ထပ်တိုးတင်မတိုးတင်ကိုဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။